ဒုတိယမြောက်အပိုင်းကဘာလဲဆိုတော့ဣရိယာပဌပပတဲ့အဲ့ဒီအပိုင်းကတော့ပြောရတာလွယ်ပါတယ်ဣရိယာပဌပပဆိုတာကခန္ဓာကိုယ်မှာဒကာဓမ္မတို့ဥရှင်တို့ယက်တီနိုင်ရေးအတွက်ဣရိယာပုတ်ကြီး၄ခုနဲ့ပြုပြင်နေရတယ်ဒီခန္ဓာကိုယ်ဟုတ်လားဘာလို့တဲ့သွားနေတာမရှိဘူးလားရှိတယ်အမြဲတမ်းထိုင်နေလို့ဖြစ်တာမဟုတ်ဘူးနော်သွားတယ်ယက်တယ်ထိုင်တယ်လျောင်းတယ်ဆိုပြီးတော့ဣရိယာပုတ်ကြီး၄ခုရှိတယ်အဲ့ဒါမြတ်စွာဘုရားက ဂိဆန်တော်ဝါဂိဆာမိတိပဇာနာတိတဲ့။သွားရင် သွားတယ်လို့သိပါတဲ့။နော်။ထီတော်ဝါထီတော်မိတိပဇာနာတိရက်နေရင်လည်းရက်နေတယ်လို့သိပါတဲ့။နိသိန်တော်ဝါနိသိန်တော်မိတိပဇာနာတိထိုင်းနေရင်လည်းထိုင်းနေတယ်လို့သိပါ။တရားတော်ဝါတရားတော်မိတိပဇာနာတိနော်။လျောင်းနေတယ်ဆိုရင်လည်းလျောင်းနေတယ်လို့သိပါ။အော်တရားကဘာထူးဆန်းတာလဲလို့မထင်နဲ့နော်။သွားရင်သွားတယ်လို့သိ၊ရက်ရင်ရက်တယ်လို့သိ၊ထိုင်ရင်အိပ်ရင်ထိုင်တယ်အိပ်တယ်လို့သိ ထူးဆန်းလိုက်တာဒါမြန်တရားလားလို့အဲ့လိုမအောင်မိနဲ့နော်ဒကာမတို့ဦးချင်းတို့တကယ်ကတော့သွားနေရင်သွားနေတယ်လို့မသိတာပဲများတယ်သွားတော့သွားနေတာပဲဒါပေမဲ့သွားနေတယ်လို့မသိပါဘူးတွေးကြရတွေးပြီးတော့ကြည့်ကြရကိုကြည့်ပြီးတော့ဟုတ်လားခြေလမ်းမပြတ်ယုံမျှလောက်အလုတ်ဖြစ်ယုံလောက်ပဲစိတ်ဆိုင်ပြီးတော့သွားနေတာဟုတ်လားသွားနေတဲ့အချိန်မှာသွားနေတဲ့အမှုအရာသွားနေတဲ့အနေအထားကိုစိတ်ဆိုင်မိတဲ့အချိန်ဟာနော်တရားမှာအချိန်တောင်းရှိခြင်းမှရှိတယ်တရားခိုင်နှုန်းတောင်းရှိခြင်းမှရှိတယ်ဟုတ်လား များသောအားဖြင့်တတိဟာဒီထဲမှာမရှိဘူးကိုတွေးကျင်တာတွေးနေမယ်အတိတ်ကိုတွေးမယ်အနာဂတ်ကိုတွေးမယ်မဖြစ်ခဲ့ပြီးသားကိစ္စမဖြစ်သေးတဲ့ကိစ္စဒါတွေနဲ့ပဲအချိန်ကုန်ပြီးတော့ဒကာမတို့ဦးရှင်တို့သွားနေတာမရှိဘူးလားရှိတယ်အဲ့လိုပဲရက်နေရင်လည်းရက်နေတယ်လို့မသိပါဘူးဆိုလိုတာကယထာယထာဝပနတ္တကာယောပနိဟိတောဟောတိတထတထနံပဇာနာတိတဲ့အတိတ်ဘယ်ကပါလဲဆိုတော့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ပုံစံအတိုင်းလေး နော်ကိုဘလူလေးဖြစ်နေတယ်လေအဲ့ဒီဖြစ်နေတာလေးကိုဖြစ်နေတဲ့အတိုင်းလေးသိရတဲ့ဒါအနှစ်ချုပ်ပြီးတော့ပြောတာနော်ဣရိယာပထပပကိုဟုတ်လားတခါကြီးဒီမိုင်းမြာဣရိယာဘုတ်တခါလေးဟိုထိုင်တာလည်းမဟုတ်ရက်တာလည်းမဟုတ်ခတ်ဆောင်ဆောင်လေးနေတာမျိုးပလက်ကလေးထံပေါ်မှာအိတ်နေတာမျိုးအဲ့ဒါမျိုးကမရှိဘူးလားရှိတယ်ဘယ်လိုပုံစံမျိုးပဲဖြစ်နေဖြစ်နေအဲ့ဒီဖြစ်နေတဲ့ပုံစံလေးကိုဖြစ်နေတဲ့အနေအထားလေးတိုင်းအမှန်တိုင်းသိအောင်ကြိုးစားရမယ်အဲ့ဒါကိုတတိဆိုင်ပြီးတော့ထားရမယ်ဟုတ်လားအဲ့ဒါဦးဇင်းတို့ မာဇီဆိုတော့ဘုရားကြီးကတော့ဒါအသေးစိတ်ညွှန်ကြတာပေါ့သွားတယ်ဆိုရင်သွားတယ်လို့သိဆိုတဲ့နေရာမှာဟုတ်လားခြေလမ်းလေးကြွာလာတယ်ရှေ့တိုးတယ်နင်းချလိုက်တယ်ဟုတ်လားအဲ့ဒါကိုကိုကသိပါများလို့ရှိရင်ဒီခြေတလန်းအတွင်မှာနော်ရုပ်တဘာဝနော်ကြွာတက်လာတဲ့ပေါ့တဲ့သဘောဟုတ်လားပြီးတော့လေးသွားတဲ့သဘောထိတဲ့သဘောဒါသဘာဝတရားတွေပဲခုနကတုန်းကဝင်လေထွက်လေကိုမှတ်တော့လေဒါသဘာဝတရားပဲမဟုတ်လားဟုတ်တယ်နော်အဲ့ဒါလိုပဲသွားရထိုင်လျောက်ဣရိယာပုလေးပါး မှတ်ပြီရှုပြီဆိုလို့ရှိရင်ဒါသဘာဝတရားကိုပဲရှုမှတ်ရရောက်တယ်။ဒါကြောင့်သူ့ကိုရှုလို့ရှိရင်လည်းပဲဟောဣတိအစ္ဆတဝါကာယေကာယ ानु ပတိဝိရတိဗဟိတဝါကာယေကာယ ानु ပတိဝိရတိဟောမိမိခန္ဓာကိုယ်ဟာဒီလိုသွားနေလို့သူများလည်းပဲသွားနေတာမရှိဘူးလားရှိတယ်ဟုတ်လားအစ္ဆတဗဟိတတွေနားလေလာတယ်ပေါ့ပြီးတော့ဘာတော့သမုဒိယဓမ္မ ानु ပတိဝါဖြစ်ခြင်းကိုသိတယ်ဝေယဓမ္မ ानु ပတိဝါပြည့်ခြင်းကိုသိတယ်ဟောဖြစ်ခြင်းပြည့်ခြင်းသူလည်းပါလေသိနိုင်တာပဲ ဒါတွေမကဘူးအဋ္ဌိကာယောတိဝါပနတ္တနော်ကာယမျှတာဖြစ်နေတယ်ငါသူတပားမပါဘူးပုဂ္ဂိုလ်တ attva မပါဘူးအဲ့ဒီအတိအဲ့ဒီတတိလေးဟာအဲ့ဒီတတိလေးဖြစ်လာတာဟာတတိကိုတိုးပွားဖို့အတိဉဏ်ကိုတိုးပွားဖို့အလုံငါသာဖြစ်တယ်မစွဲလမ်းမင်းနဲ့နေခြင်းဖြစ်တယ်လို့အဲ့ဒီသဘောတဘာဝတွေဆက်ပြီးတော့ဖြစ်မလာဘူးလားဖြစ်လာတယ်အဲ့ဒါကြတော့တော်တော်မြင့်မြတ်တဲ့အပိုင်းကိုရောက်သွားပြီနော်အဲ့တော့ဣရိယာပုတ်၄ပါးကို ရှုမှတ်ခြင်းတည်လည်းပဲ အာနာပါနကို ရှုမှတ်တော့ရရှိတဲ့မြင့်မြတ်မှုတွေကိုရတယ်လို့သူလည်းမရဘူးလားရတယ်ဟုတ်လားဒန်းတူဟောထားတာเนาะမြတ်စွာဘုရားကเนาะဒန်းတူဟောထားတာအဲ့ဒီအပိုင်းလေးတွေကဥစဉ်တို့နောက်ပိုင်းတွေကြတော့အကျေပြောမှာမဟုတ်တော့ဘူးเนาะဒီဒါကဥစဉ်တို့ဣရိယာပုတ်၄ပါးရှုမှတ်ပွားများတဲ့နေပေါ့ဣရိယာပဋ္ဌဒါကာယ ानु ပသနာတတိပဋ္ဌာန်တွေကနေဖြာထွက်လာတဲ့အကြောင်းအရာတွေကိုပိဋကပေါင်းသူတော်ကောင်းတို့ဒါစိတ်ရှိလက်ရှိပြောနေတယ်စိတ်ရှိလက်ရှိနားထောင်နေကြတယ်ပေါ့เนาะ